မြန်မာမှာပြည်အမြင့်ငလင်ကြီးတွေပါဝင်ငလင်ငယ်တွေဘာကြောင့်မကြခနာလှုပ်တာလဲပထမဆုံးတော့ကိုနားလည်ဖို့ဆိုရင်ကျမတို့အခုရက်နေတဲ့မြေကြီးအောက်ကကမ္ဘာမြေကြီးချက်တွေဘလို့အလုံးလုံးကလဲဆိုတာကိုနားလည်ဖို့လိုမှာပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြန်မာပြည်မှာဖြစ်အားပြင်းတဲ့ငလင်တွေဘာကြောင့်လှုပ်ခဲရတာလဲဆိုတာရှင်းလင်းပြထားထားတဲ့ BBC ရဲ့အစီအစဉ်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ကမ္ဘာကြီးရဲ့အပေါ်ဆုံးရွာဟာသမုတ်တရာရေပြင်ပိုင်းမှာ၄မိုင်ကနေ၆မိုင်လောက်အထိအထူးရှိပြီး ကုန်းတွင်းပိုင်းမှာမိုင်20ကနေမိုင်40လောက်ထိ အထူးရှိနေတတ်ပါတယ်။ကမ္ဘာအပေါ်ဆုံးလွှာဟာတစ်ဆက်တစ်ဆက်တည်းရှိတယ်လို့ထင်နေရပေမဲ့အမှန်တော့အပိုင်းပိုင်းကွဲအပ်ပြီးသူ့အပိုင်းနဲ့သူရွေးရှားနေကြပါတယ်။စက်ကူတရွက်ကိုဘေးနှစ်ဖက်ကတွန်းရင်အလဲမှာကွေးကောက်မြင့်တက်လာတယ်လို့မျိုး။ကမ္ဘာအပေါ်ရန်အလွှာမြေလွှာထူးကြီးတွေအချင်းချင်းတွန်းကြရင် တောင်တန်းကြီးတွေဟာလည်းဒီသဘောတဘာဝအရာဖြစ်တည်လာကြတာပါလက်ရှိမြန်မာနိုင်ငံတည်ရှိနေတဲ့ကမ္ဘာအပေါ်ရန်အလွှာမှာမြေလွှာထူးကြီးဟာအ धिक အပိုင်းကြီး၃ပိုင်းကွဲအပ်နေပါတယ်အနောက်ဖက်မြေလွှာထူးကြီးပိုင်းကို Minion Plate အလဲပိုင်းမြေလောထူးကြီးပိုင်းကို Burma Metro Plate နဲ့အရှိဖက်မြေလောထူးကြီးပိုင်းကို Shanthai Block Eurasian Plate လို့ခေါ်ကြပါတယ်။အဲ့ဒီ Burma Metro Plate နဲ့ Shanthai Block မြေလောထူးကြီးအပိုင်းကြီးနှစ်ခုဆက်ဆက်နေတဲ့နေရာကိုစကိုင်းပြည့်၍ Second Fault လို့ခေါ်ပါတယ်။အဲ့ဒီစကိုင်းပြည့်၍တလျောက်မှာမိတောင်တွေကိုလည်းတွေ့နိုင်ပါတယ်။ ်ငမမားပြင်းအမြင့်ကလေးကြီးတွေပါဝင်ငလီငယ်တွေဘာကြောင့်မကြခနာလှုပ်တာလဲပထမဆုံးတာကိုနားလည်ဖို့ဆိုရင်ကျမတို့အခုရက်နေတဲ့မြေကြီးအောက်ကကမ္ဘာမြေလူချက်တွေဘလို့အလုံးလုံးကလဲဆိုတာကိုနားလည်ဖို့လိုမှာပါအဲ့ဒီတော့အဲ့ဒီမြေလူချက်တွေအလုံးလုံးပုံကိုကျမရှိမှာအခုရှိနေတဲ့ဒီဖော်ထုတ်ချိုးနဲ့သုံးပြီးတော့မှထင်တာမြင်တာဖြစ်အောင်ရှင်းပြပါမယ်ဒီအပေါ်ဆုံးကကျမတို့လှူရှားသွားတာနေတဲ့အပေါ်ရံမြေကြီးဒီအောက်ကမြေတုချက်ကြောက်ထုချက်တွေပါအဲ့ဒီမြေတုချက်တွေကိုဘူမိပညာရှင်တွေကအင်္ဂလိပ်လို tectonic plate လို့ခေါ်ကြပါတယ် ဒီမြေရုပ်ချက်တွေကကမ္ဘာကြီးတစ်ခုလုံးမှာသူ့နေရာနဲ့သူပြန့်နှံ့ပြီးတော့ရှိနေတာပါ။ကျွန်တော်မြန်မာနိုင်ငံအနေနဲ့ပြောမှန်ဆိုရင်မြန်မာမြေရုပ်ချက်နဲ့အိန္ဒိယမြေရုပ်ချက်ကဆက်နေပါတယ်။သဘောကတော့အိန္ဒိယနိုင်ငံရဲ့မြေရုပ်ချက်နဲ့မြန်မာမြေရုပ်ချက်ကဒီအောက်မှာတစ်ခုနဲ့တစ်ခုတွန်းတိုက်ဒါမှမဟုတ်တစ်ခုကငြိမ်နေတစ်ခုကသွားတိုက်တာဒါမှမဟုတ်နှစ်ခုလုံးကဂျိုင်းတို့တွန်းတိုက်တာဒါမျိုးတွေကမြေအောက်မှာသူ့တဘာဝအတိုင်းဖြစ်နေပါတယ်။ ဒီလိုရွေလျားတွန်းတိုက်ကြတဲ့အခါမှာမြေလူချက်တွေတစ်ခုနဲ့တစ်ခုစုံတဲ့နေရာတွေမှာပုတ်တိုက်မှုတွေဖြစ်လာပါတယ်။ဒီပုတ်တိုက်မှုတွေဖြစ်တဲ့နေရာမှာတစ်ခုနဲ့တစ်ခုလည်းချိန်ဆွဲထားသလိုဖြစ်ပါတယ်။အဲ့ဒီမြေလူချက်တွေတစ်ခုနဲ့တစ်ခုတွန်းထုတ်ပုတ်ဆွဲတာကနေတိုင်းရှိနေပေမဲ့မသိတာပါဘူး။ဒါပေမဲ့အဲ့ဒီလိုနေတိုင်းတွန်းထုတ်တာရုံးကန်ကြတာတွေကနှစ်ကာလဆဲချီကြလာတဲ့အခါမှာတွန်းအားတိုက်အားတွေစုပြီးတော့မှဖိအားတွေဖြစ်လာပါတယ်။ ချင်းမိနေတော့ကနှစ်ဖက်တွန်းအားတွေကြောင်းဆုတ်ထားတဲ့ PR တွေကိုစွန့်ထုတ်လိုက်တဲ့အခါမှာအဲ့ဒီ PR တွေကပောက်ကွဲထွက်လာပြီးတော့မြေပေါ်ထိကိုတက်ရောက်တဲ့ငလျင်တွေဖြစ်လာတာပါအဲ့ဒီပောက်ကွဲအဖို့ကိုမူတည်ပြီးတော့မှငလျင်အင်အားပြင်းတာအင်အားငယ်တာဆိုတာမျိုးကွဲသွားတာပါဥပမာဒေါက်တာကျိုးကတရင်ကျိုးတစ်ချောင်းကိုတစ်ပြေးပြေးနဲ့ဆွဲဆန့်လိုက်ရင်ကြာလာတဲ့အမြတရင်ကျိုးကဆွဲဆန့်လာပြီးတင်းအားများလာတဲ့သဘောပါအားများလာတဲ့အခါတရင်ကျိုးပြတ်ထွက်သွားတာမျိုးကလည်းငလျင်လောက်တဲ့သဘောသဘာဝနဲ့တူပါတယ် ခုတော့မြန်မာမျိုးလူချက်အိန္ဒိယမျိုးလူချက်နဲ့ယူရိရှားမျိုးလူချက်တွေအကြောင်းပြောပြပါမယ်မြန်မာနိုင်ငံမျိုးပုံအနေနဲ့ကြည့်မယ်ဆိုရင်နိုင်ငံရဲ့အတွင်းနဲ့အပြင်မှာမြေလူချက်အနာဆုံးတွေရှိပါတယ်။မြန်မာနိုင်ငံအနောက်ဘက်ဘင်္ဂလားပင်လယ်အော်အောက်ချမ်းမြေကအိန္ဒိယမြေလူချက်ကမြန်မာမြေလူချက်အောက်ကိုတွန်းတိုက်နေပါတယ်။တခါမြန်မာမြေလူချက်နဲ့ယူရိရှားမြေလူချက်ကလည်းအချင်းချင်းထုဆက်ပြီးတော့မှပို့တိုက်ရွေ့လျားနေပါတယ်။ဒီမြေလူချက်အချင်းချင်းပို့တိုက်ရွေ့လျားမှုတွေကလည်းငလွင်ပြည့်ပြည့်ကျော်တွေဖြစ်လာလို့မြန်မာမှာငလင်ကျော်အနည်းဆုံး၄ခုထက်မနည်းပေါ်လာတာပါ။နိုင်ငံရဲ့အနောက်ဘက်မှာရခိုင်ငလင်ကျော်ရှိပါတယ်။ စင်တောင်နယ်နဲ့ရခိုင်ရိုးမအနောက်ဘက်တို့နဲ့ဆက်နေပြီးတော့ဘင်္ဂလားပင်လယ်ော်ရဲ့အောက်ကျမ်းပြင်အထိငလျင်ကျောကရှိပါတယ်။နောက်တစ်ခုကတော့နိုင်ငံရဲ့အလဲပိုင်းကထင်ရှားပြီးတော့လူသိများတဲ့သကိုင်းပြည့်ရွေးသကိုင်းငလျင်ကျောဖြစ်ပါတယ်။သကိုင်းပြည့်ရွေးကနိုင်ငံကိုတောင်လိုက်အလဲတွေ့တွေကနေဖြတ်ထားပါတယ်။နိုင်ငံတောင်ဘက်ဆိုမုဒ္ဒမပင်လယ်ကွေးကနေနိုင်ငံမြောက်ဖက်ဖူတာကိုအထိသူ့ရဲ့ပြည့်ရွေးကျောရှိပါတယ်။ကီလိုမီတာ1200ရှည်ရပါတယ်။သကိုင်းပြည့်ရွေးကနေဇောက်တိန်ငလျင်တွေအများကြီးလှုပ်လို့ရှိပါတယ်။မြန်မာမှာအပြည့်အစုံငလျင်တွေဟာသကိုင်းပြည့်ရွေးကလှုပ်ခဲတဲ့ငလျင်တွေဖြစ်ပါတယ်။ အခု2025ခုနှစ်မတ်လ28ရက်ကလှုပ်ခဲ့တဲ့အင်အား9.3ခုနှစ်အဆင့်ရှိတဲ့ငလျင်ကြီးကသခိုင်းပြည့်ပြည့်ကနေဖြစ်လာတဲ့ဇောက်တိန်ငလျင်ကြီးဖြစ်ပါတယ်။ဇောက်တိန်ငလျင်တွေကအပြည့်အစည်ထိခိုက်မှုများစေတဲ့ငလျင်အမျိုးအစားပါ။ဒီငလျင်ကနှစ်ပေါင်း186နှစ်အတွင်းမှာစကိုင်းပြည့်ပြည့်မှာလှုပ်ခဲ့တဲ့အထင်အစိုးရအဆုံးငလျင်လို့ပြောရမှာပါဒီငလျင်ရဲ့အင်အားပြည့်မှုကအခုဒီပုံမှာမြင်နေရတဲ့အတိုင်းပါပဲလမ်းတွေပြောင်းပြန်ဖြစ်သွားတယ်မြင်ကြီးတွေအနက်အများကြီးကွဲအပ်သွားတာပါ ငလင်ဘိုချက်ကနေမြောက်ဘက်ဆိုရင်စင်ကူမြို့အထိရှိပါတယ်။တောင်ဘက်မှာဆိုရင်ဘကိုးဖြူအထိကိုရောက်ပါတယ်။ငလင်ကျော်ကလည်းမိုင်290အထိအကြောင်းကြီးရှိပါတယ်။မန္တလေး၊စကိုင်းနဲ့နေပြီးတော့အင်းလေးတို့ကငလင်တန်းကိုအစိုးဆုံးကြုံရတဲ့ဒေသတွေဖြစ်ပါတယ်။နောက်တစ်ခုကနိုင်ငံရဲ့အရှိတ်အဝါမှာဆိုရင်တော့ကြောက်ကြဲပြည့်ပြည့်ဖြစ်ပါတယ်။ဒီပြည့်ရွေးကလည်း1912ခုနှစ်မှာအင်အားရှစ်အဆင့်ထိလှုပ်ခဲ့ပြီးတော့မြန်မာမှာအင်အားအကြီးဆုံးလှုပ်ခဲ့တဲ့ငလင်ဖြစ်ပါတယ်။ရှမ်းမြောက်နောင်ချိုကနေပြီးတော့ကရင်ပြည်နယ်ဖားစုံအထိငလင်ကျော်ရှိပါတယ်။ ရှမ်းမြောက်ရှမ်းရှိနဲ့မင်းတို့ပဲဈေးမှာလုပ်တဲ့ငွေတွေကအဲ့ဒီပြည်တွေကဖြစ်ပါတယ်ကပ္ပလီပြည်နယ်အောက်ကျမ်းပြင်ကငလေကျော်ကတော့မြမမြေလူချက်ကိုမြောက်ဖက်ကိုရွေ့အောင်တွန်းထိုးတဲ့မူရင်းလမ်းကြောင်းဖြစ်ပါတယ်။ဒါအပြင်အိန္ဒိယမြေလူချက်နဲ့မြမမြေလူချက်အနားစုံတွေထိစပ်တဲ့နေရာလည်းဖြစ်ပါတယ်။ဒီမြေလူချက်တွေကြောင့်ပဲမြမနိုင်ငံမှာငလေကျော်တွေပေါ်လာရတာဖြစ်ပါတယ်ရှင်။ ဒါကတော့ငလင်ထုတ်ရတဲ့အကြောင်းရင်းတွေနဲ့မြန်မာကငလင်ပြည့်ရည်ပုံမှာရှိနေတဲ့အကြောင်းမြန်မာနိုင်ငံငလင်ကော်မတီအမေရိကန်ဗိုလ်ပြီးဆိုင်ရာသုတေသနအဖွဲ့ USGS အချက်အလက်တွေကိုကူကပြီးတော့ရှင်းပြခဲ့တာဖြစ်ပါတယ်။မြန်မာကငလင်ပြည့်ရည်ကြီး၄ခုထက်မနည်းအပေါ်မှာရှိနေတဲ့အတွက်ကြောင့်ငလင်မဲကြိုတင်ကာကွယ်နည်းလမ်းတွေကိုစနစ်တကျနဲ့အသိပညာပေးလုပ်ဖို့လိုသလိုနောက်မှာဆောက်လုပ်မဲ့အဆောက်အုံတွေကလည်းငလင်ပြင်းအားထန်ကိုခံနိုင်တဲ့အဆောက်အုံတွေဖြစ်ဖို့အထူးလိုအပ်နေပြီလို့ငလင်ပညာရှင်တွေကထောက်ပြအကြံပေးထားပါတယ်ရှင်။